ဒီအင်္ဂလိပ်စီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတတို့ရဲ့တွေ့ဆုံမှုသတင်းတွေကကမ္ဘာမီဒီယာတွေမှာကျွန်တော်တို့ရှုထောင့်မျိုးစုံနဲ့ဖော်ပြတဲ့အခြေအနေတွေမှာရှိပါတယ်။အားလုံးကမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဒါစိတ်ဝင်စားတော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ခဲ့တဲ့ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့တို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relationship လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။အကူရည်နေဖြစ်ပါတယ်။ဒီကနေ့တင်ပြပေးခြင်းတဲ့သတင်းကဒီကနေ့ ညနေ6:35နာရီမိနစ်ပတ်လည်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကနေပြည်တော်ပြည်ပဆိုင်ရာလေးစိတ်ကိုရောက်ရှိပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်တို့ဒီចောင်းသားចောင်းသူတွေလာရောက်ជួយជួយជួយကြတယ်ပြီးရင်ကျွန်တော်အခြားသောအရက်ဖက်ဖွဲ့စည်းတွေများစွာလာရောက်ជួយជួយကြတယ်ပြီးသွားတော့ကျွန်တော်တို့ဒါဒေသခံတွေနဲ့ပြည်သူလူထုများစွာជួយជួយကြပါတယ်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားနိုင်ငံကနေပြလာတဲ့ခီးစဉ်ကပြည်သူလူထု အုံအုံကြွကြွနဲ့ကြိုးစုတဲ့ခေးစီလာဖြစ်ပါတယ်လမ်းမေးဝဲရမှာဆိုရင်ကျွန်တော်တို့ဒီလေဇာရဲ့ပြင်ပါပေါ့ဗျာလေဇာရဲ့ပြင်ပါမှာဆိုရင်လည်းပဲပြည်သူလူထုကအိုးစီဒိုးဘက်ဝိုင်းနေနဲ့သူ့နေရာနဲ့သူကြိုးစုနေတာတွေ့ရတယ်ဒီလေဆိပ်ရဲ့အတွင်းနဲ့ area ထဲမှာဆိုရင်လည်းပဲဒါကျွန်တော်တို့ဥွှေရိုဒုံမိုးအကတွေတစ်ဖက်မှာလည်းကျွန်တော်တို့ဒါသူ့ရဲ့ OC ဒိုးဘက်ဝိုင်းနေနဲ့အကပေါင်းစုံနဲ့အကမျိုးစုံပေါ့ဗျာကျွန်တော်မြင်ကွင်းမျိုးစုံနဲ့မြင်ကွင်းပေါင်းများစွာနဲ့ကျူးစုနေတာတွေ့ရတယ်ပြီးရင်ကျွန်တော်လာအောင်ကျူးစုတဲ့သူတွေကသူတို့ရဲ့လက်မှာဆိုရင်ကျွန်တော်တို့ မြန်မာနိုင်ငံတော်အလံပြီးကျွန်တော်တို့ဘီလာရုအလံရုရှားအလံအလံသုံးခုကင်ပြီးတော့ဟွေရန်နေတဲ့မြင်ကွင်းတွေလည်းတွေ့ရပါတယ်ဟွေရန်ကျိုးဆိုးတဲ့မြင်ကွင်းတွေတွေ့ရပါတယ်ဒါလို့ဒီမှာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကိုဒါကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာရုရှားတန်ရုံကလည်းဒါလာပြီးတော့ကျိုးဆိုးတာတွေ့ရပါတယ် ဒီနိုင်ငံစီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားဘီလာရုခီးစဉ်ကမြန်မာနိုင်ငံအတွက်တနည်းအားဖြင့်မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ရေးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတန်ပေါင်းများစွာရဲ့အကျိုးစီးပွားအတွက်များစွာကျွန်တော်ဆောင်ရွက်နိုင်ခဲ့တဲ့ခီးစဉ်လည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်နာဆာကဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတပူတင်တို့က ဒါမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီစီမံကိန်းဆယ်ခုကိုဒါလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်အဲ့ဒီမှာဆိုကျွန်တော်ကာဝေးကဏ္ဍပါတယ်ပြီးတော့ကျွန်တော်တို့ဒါစွန့်ရေးကဏ္ဍပါတယ်ပြီးရင်ကျွန်တော်တို့ဒါအမှုမြူဝါနေပြီးတော့ဒါလျှက်စစ်ထုံးမဲ့စီမံကိန်းတွေပါဝင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒဝယ်ရင်နဲ့စစ်ကန်းစီမံကိန်းတွေပါတယ်စိုက်ပွေးကဏ္ဍတွေပါတယ်ပြီးတော့ကျွန်တော်အခြားတစ်ပတ်မှာဒဝယ်ရင်နဲ့စစ်ကန်းစီမံကိန်းတွေပါဝင်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြန်ချိုးရမယ်ဆိုရင်တော့ဒါဆက်မှုကဏ္ဍစွန့်ရေးကဏ္ဍပညာရေးကဏ္ဍလျှက်စစ်ကဏ္ဍပြီးဒဝယ်ရင်နဲ့စစ်ကန်းစီမံကိန်းပါဝင်ပါတယ်ပါဝင်ပါတယ် ဒီနိုင်ငံစီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတတို့ရဲ့တွေ့ဆုံမှုသတင်းတွေကကမ္ဘာမီဒီယာတွေမှာကျွန်တော်တို့ရှုထောင့်မျိုးစုံနဲ့ဖော်ပြတဲ့အခြေအနေတွေမှာရှိပါတယ်။အားလုံးကမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဒါစိတ်ဝင်စားတော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ခဲ့တဲ့ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။တဖက်မှာလည်းကျွန်တော်တို့ဘီလာရူခီးစင်နဲ့ပတ်သက်ရင်လည်းဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကမြန်မာနိုင်ငံမှာကျွန်တော်ဒီစိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဒါကဏ္ဍဒီမှာကျွန်တော်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့အခြေအနေရှိပါတယ်ပြီးရင်တော့ကျွန်တော်တို့လေယာသုံးထွန်ဆက်ဒီမြန်မာနိုင်ငံမှာဘီလောက်နိုင်ငံကလာရောက်ထုတ်လုပ်ဖို့ပြီးရင်ကျွန်တော်တို့ဓာတ်မြေဩဇာဆက်ယုံနေမြန်မာနိုင်ငံမှာဘီလောက်နိုင်ငံကလာရောက်ပြီးတော့ဒါရင်းနှီးမြှုပ်နှံဖို့ပြီးတော့အကြမြန်မာနိုင်ငံမှာရှိတဲ့ဒါကျွန်တော်တို့ဒါတီလဝါတို့စတဲ့ဒီစက်မှုဇုံနဲ့ပတ်သက်ရင်ဒီစက်မှုဇုံတွေမှာလာပြီးတော့ရင်းနှီးမြှုပ်နှံဖို့ဒါဖိတ်ခေါ်ခဲ့တာကြီးလည်းရှိပါတယ် ပြီးရင်ကျွန်တော်တို့နိုင်ငံဆီမဲ့အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒီမြန်မာနိုင်ငံကိုရုရှားတမရကြီးအလဲဘတ်ခီးလာရောက်ဖို့ဖိတ်ခေါ်ခဲ့တာတွေပြီးရင်ကျွန်တော်တို့ဘီလာရုတမရကြီးကိုမြန်မာနိုင်ငံကိုအလဲဘတ်ခီးစင်အနေနဲ့ဒါဖိတ်ခေါ်ခဲ့တာတွေလည်းရှိပါတယ်တကယ်ဒီခီးစင်ကြီးကတကယ်ကျွန်တော်တို့နိုင်ငံတော်အဆင့်ခီးစင်ကြီးလည်းဖြစ်ပါတယ်ဒီလက်မှတ်ရေးထိုးခဲ့တဲ့အရာတွေအလုံးကတထိုင်နဲ့လက်မှတ်ရေးထိုးခဲ့တာတော့မဟုတ်ပါဘူးကျွန်တော်မနေ့ကတင်ပြခဲ့သလိုပါပဲဒီလက်မှတ်တစ်ခုဖြစ်ဖို့နှစ်နိုင်ငံသဘောတူညီချက်တစ်ခုဖြစ်ဖို့ဆိုတာကရုရှားအစိုးရနဲ့မြန်မာအစိုးရတို့ကနှစ်နဲ့ချီ နှစ်နဲ့ချီကျွန်တော်တို့ဆွေးနွေးတယ်မြေပြင်ကွင်းဆင်းတယ်လိုအပ်တဲ့အချက်လက်တွေကိုကျွန်တော်တို့နှစ်ဖက်သဘောတူညီမှုရယူမှနှစ်နိုင်ငံလက်မှတ်ရေးထိုးကြတဲ့ဒါလက်မှတ်ရေးထိုးမှုလည်းဖြစ်ပါတယ်တကယ်ကိုကျွန်တော်တို့အချိန်အားဖြင့်နှစ်နဲ့ချီကြာပြီးတဲ့နောက်ပိုင်းမှာဒါနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ရုရှားသမ္မတကြီးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့ဒါတွားရောက်တင်ပြတာကတခုကတော့ကျွန်တော်တို့ဒနေသမားတောင်းအောင်သွားတယ်နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့တောင်းအောင် နိုင်ငံသားတယောက်ရဲ့တောင်းကျွန်တော်တို့ဒီတောင်းဝန်တစ်ခုနဲ့သွားတာဖြစ်ပါတယ်ကျွန်တော်တို့လည်းဒီနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ခီးစဉ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ပြီးတော့ကြိုဆိုခွင့်ရရတဲ့အတွက်ကျွန်တော်များစွာဂုဏ်ယူရဲဒါကဒီနိုင်ငံသားတယောက်ရဲ့တောင်းဝန်ရှုထောင့်ရပြောတာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကအသီးပွင့်ကိုကျွန်တော်ခန်းစားမှာဖြစ်ပါတယ်။စီမံကိန်းဆိုတာကသူ့ဟာနဲ့သူကျွန်တော်တို့နှစ်တရာတော့သူအကန့်အသတ်နဲ့သူရှိပါတယ်။အဲ့ဒီရဲ့နှစ်တဲ့အကန့်အသတ်မှာသူရဲ့တစ်ခုပြီးတစ်ခုကျွန်တော်တို့အဲသူရဲ့နှစ်လိုက်နှစ်လိုက်ပေါ်ဆောင်ရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါကတကယ်တိုင်းသူပြည်သားတွေအတွက် တကယ်ဒါပရိသပင်ကြီးစိုက်ထူတဲ့စီမံစိုက်ထူတဲ့ဒီလက်မှတ်ရေးထိုးမှုလည်းဖြစ်တယ်စိုက်ထူတဲ့စီမံကိန်းကြီးလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့သူ့ရဲ့နှစ်အလိုက်စီမံကိန်းတွေကသူ့ area လိုက်သူ့ area လိုက်ပေါ်ဆောင်มาဖြစ်ပါတယ်ဒါကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ရာကြီးရဲ့ရုရှားခီးစင်ကနေပြီးတော့ပြန်လည်ရောက်ရှိလာတဲ့မြင်ကွင်းတွေနဲ့ပတ်သက်ပြီးတော့